ဖလားဘိုင်းကော့အတင်းနေကန်ကောင်းနေတာကြောင့်ဂေဂျီတို့စိုးရင်စရာဖြစ်လာပြီလားအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဖလားဘိုင်းကော့ထားတဲ့အတင်းနေကန်ကောင်းနေတဲ့နှစ်တနည်းလို့ပြောလို့ရပါတယ်အင်းဆုံးကရဘောင်ဖလားမှာဆိုရင်ငှက်ကြားတို့ကဘကိုးအသင်းကိုပါအနိုင်ယူပြီးတော့သူတို့ရဲ့နှစ်ရှည်ဖလားလမဲဖြစ်နေမှုကြီးကိုအဆုံးသတ်နိုင်ခဲ့ပါတယ်။အဲဒီနောက်အီတလီဘက်ကကူပါအီတာလီယာမှာလည်းမထင်မှတ်ထားတာတစ်ခုဖြစ်သွားခဲ့ပြန်ပါတယ်။ကူပါအီတာလီယာဖလားဖိုင်နယ်မှာဘိုလိုညာနဲ့အီစီမီလန်အသင်းတို့ထပ်ထပ်တွေ့ဆုံခဲ့ကြပြီးတော့ဘိုလိုညာကပဲပူဆွဲသွားခဲ့ပါတယ်။ ဒီကိစ္စမှာအင်္ဂလန်က FA ဖလားမှာလည်းဖန်နန်နော်တို့ကပဲချန်ပီယံဖြစ်သွားခဲ့တာပါလိုဘူးတို့လိုအသင်းအတွက်ဒီဖလားလောက်ကအရေးမပါဘူးဆိုပေမဲ့နန်နော်တို့လိုအသင်းလေးအတွက်ကတော့ဖလားရလို့စီပုံပြီးပြင်းထန်ခဲ့တာကိုတွေ့ရပါတယ်ဒီပွဲစဉ်မှာခန်းဆက်ပိုင်းချစ်ချစ်လက်လက်နဲ့ဂိုဒမားရဲ့ဘောထန်ကောင်းမှုတွေကြောင့်နန်နော်တို့ကပဲပူဆွဲသွားနိုင်ခဲ့ပါတယ်နန်နော်တို့ရဲ့ဒီဖလားကပထမဆုံးတော့အထူးကဆုဖလားအောင်မြင်မှုလည်းဖြစ်ခဲ့ပါတယ်ဒီလိုမျိုးဖလားပိုင်းကိုထားတဲ့အသင်းတွေထပြီးကန်ကောင်းနေတာကြောင့်ခေကြီးတို့အတွက်လည်းစိုးရင်စရာဖြစ်လာခဲ့ပါပြီ ကကြီးတို့ကငါချောက်တန်းပလားဖိုင်နယ်အဖြစ်ငါချားတို့အတင်းနဲ့ကစားသွားဖို့ရှိနေပါတယ်။ကျွန်မကြီးတို့ဆိုတာဖလားပိုင်းကော့ထားတဲ့အတင်းတင်းဖြစ်ပြီးတော့နှစ်ရှည်ခွတ်ပြောင်နေကြရတာပါ။ဒါပေမဲ့ဒီနှစ်ထဲမှာအဲ့ဒီလိုအတင်းလေးတွေကန်ကောင်းနေကြတာကြောင့်ကကြီးတို့တို့လည်းစိုးရင်စရာဖြစ်လာခဲ့ပါပြီ။တပတ်ကလည်းကျဖအီရီရဲ့ကစားသမားဟောင်းဖြစ်တဲ့ဘူကောင်ကြီးကိန်းကမှာဖလားတွေထားရနေပြီမို့လို့ခကြီးတို့လည်းပို့ပြီးစိုးရင်နေရတာဖြစ်ပါတယ်။ဂိမ်းနဲ့ကျဖအီရီကလာမယ့်ဘိုတော်ဦးနေ့ညပိုင်းမှာတော့ငချောက်တန်းဖလားဖိုင်နယ်ပွဲစဉ်အဖြစ်ရှင်မြိုင်ကစားသွားကြမှာဖြစ်ပါတယ်။ ီဘက်ကမှာကျဖရီယူဘာကန်ကောင်းသွားအောင်မလားဆိုတာကတော်တော်လေးစိတ်ဝင်စားဖို့လည်းကောင်းနေပါတယ်။ပရီးမီးယားလိမှာဆိုရင်တော့ဒီနှစ်သင်းကသူမသာကိုအားသူပအနေထားမျိုးဖြစ်ပါတယ်။အသင်းစလုံးကတန်းဆင်းဆောင်အထက်ဖြစ်တဲ့အဆင့်16နဲ့အဆင့်19နေရာမှာအထက်အောက်ရပ်တည်နေကြပါတယ်။အကြောင်းဒီနှစ်သင်းကငချောက်တန်းပလာဖိုင်နယ်ကန်ရမယ်ဆိုတာယုံကြည်စရာတော့မရှိတဲ့အနေထားတော့ဖြစ်နေပါတယ်။ဂေဂျီရိုတို့နောက်ထပ်ဆိုရင်စရာကတော့ထိတိုက်တွေးဆမှုအခြေအနေပဲဖြစ်ပါတယ်။ဂေဂျီရိုကနောက်ပိုင်းနှစ်တွေမှာဆိုရင်ချက်ကုန်းဘွဲကိုခံယူထားတဲ့အသင်းဆိုရင်လည်းမမာပါဘူး။ ရာသီ၃ငိမ့်ထိတဲ့တွေးဆုံထားရမှာ၃ငိမ့်စလုံးကိုကုန်ထားခဲ့ရပါတယ်။ဂျပန်ယူရိုကိုနောက်ဆုံးနိုင်ယူနိုင်ခဲ့တာကပြီးခဲ့တဲ့2022ခုနှစ်တွင်ကဖြစ်ပါတယ်။ချက်လက်တွေအရဆိုရင်ဂေဂျီတို့လည်းတော်တော်လေးစိုးရိမ်စရာဖြစ်နေပြီးတော့ဂျပန်ယူရိုတက်ခွာစီးသွားအောင်မလားဆိုတာဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ဇွန်လကြီးပြည့်အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။